အခမ်းအနားခတ်ဆောင်စိတ်ဒုက္ခတွေထဲမှာစိတ်တက်ကြတာကတော်တော်ဆိုးပါတယ်။ဗာမျောလင်းချက်မှမထားနိုင်တာဟာတော်တော်ကြီးမားတဲ့ဒုက္ခဖြစ်ပါတယ်။မျောလင်းချက်မရှိတော့ရင်ဘာနဲ့အသက်ရှင်မလဲ။ဒီစိတ်ကအာရှိနေရင်ဘာမှစုခန်းနိုင်ရည်ရှိတယ်။ဒီစိတ်ဟာလူ့ဘဝမှာအခြေခံအကျဆုံးအရေးပါဆုံးဖြစ်ပါတယ်။စိတ်ကိုအသက်လောက်ပြီးတော့နေနေကြရတာပါ။စိတ်အင်အားဟာအဓိကအင်အားဖြစ်ပါတယ်။စိတ်တက်ကြသွားရင် ဘာမှအားကိုးစရာမရှိတော့ပါဘူးစိတ်တက်ကြနေတဲ့အခါတယောက်တည်းကြိတ်ပြီးတော့မနေသင့်ပါဘူးတယောက်တည်းကြိတ်ပြီးတွေးလေလေပိုဆိုးလေလေပါပဲကိုယ့်ရဲ့စိတ်တက်ကိုပြန်ပြီးတော့မြင့်တင်နိုင်ရင် ကောင်းပါတယ်ဒီလိုမှမဟုတ်ရင်မိတ်ဆွေကောင်းနေနဲ့ဆွေးနွေးရမယ်စိတ်တက်ကြနေတဲ့သူဟာကိုကိုကိုအရှုံးသမားမအောင်မြင်တဲ့သူ မစွမ်းနိုင်တဲ့သူအရေးရှင်းမရှိတဲ့သူကံစုံမိုးမောင်ကြနေတဲ့သူလို့မြင်နေတဲ့ပါတယ်စိတ်တက်ကြတယ် စိတ်အားကုန်တယ်စိတ်ညှိုးနှွမ်းတယ်စိတ်မကြည်ဘူးစိတ်မရွှင်ဘူးဆိုတာတွေဟာစိတ်ကဖြစ်တာတွေကြည့်ပါပဲစိတ်ကဖြစ်တာမှန်သမျှဟာအတွေးပေါ်မှာအခြေခံပါတယ်အမြင်တွေသဘောထားတွေပေါ်မှာအခြေခံပါတယ်တွေးခေါ်ပုံတွေလွဲလျှော်နေလို့စိတ်တကြတဲ့ယောဂတွေဖြစ်ကြတာပါစိတ်တကြပြီးကိုယ့်ကိုယ်ကိုယုံကြည်မှုနဲနေတဲ့သူဟာစဉ်းစားပုံတွေဟာလည်းသူများနဲ့မတူတော့ပါဘူးကြံကြံဖန်ဖန်ပဲအစိုးတွေကိုတွေးနေတတ်တယ် သူ့အကြောင်းသူ့ဘက်ဝန်းကျင်အကြောင်းသူ့အနာဂတ်အကြောင်းတွေကိုအစိုးရဘက်မှပဲတွေးနေတတ်တယ်ထင်နေတတ်တယ်မြင်နေတတ်ပါတယ်စိတ်တက်ကြပြီးဘာမှမလုပ်ဖဲနေရင် ကိုဘဝကိုအရှင်နေဟာလဲပြန်ကောင်းလာဖို့မလွယ်ပါဘူးစိတ်ခံစားမှုကိုကိုရဲ့အတွေးတွေကဖန်တီးတယ်ဆိုတာသိအောင်လုပ်ပါ စိတ်အေးချမ်းနေရင်ဘဝဆိုတာကျေနပ်စရာ ကောင်းပါတယ်လူတစ်ယောက်ဟာစိတ်ဓာတ်အင်အားတွေပြည့်နေတဲ့အချိန်မျိုးမှာ နေတိုင်းမကောင်းဖြစ်နေတဲ့ဆိုရင်တောင်မှကြိတ်မိပြီးတော့အလုံးလုံးနိုင်ကြပါတယ်စိတ်တဲ့အင်အားတွေပျောက်ဆုံးပြီးစိတ်တဲ့ကြသွားခဲ့ရင်တောင်းတောင်းပြီးကြမ်းမာနေတယ်ဆိုရင်တောင်မှအလုတ်ထဲမှာစိတ်မပါတော့ပါဘူးဘာကူမှလုံးရှင်စိတ်လည်းမရှိတော့ဘူးအကောင်းဆုံးအရေးရှင်းတွေလည်းထွက်မလာတော့ပါဘူးစိတ်တဲ့ကြတယ်ဆိုတာကိုကိုကိုယုံကြည်မှုကျော်ပါပျောက်ဆုံးလာတာဖြစ်ပြီးကိုကိုကိုအရှုံးသမားလို့ပြောင်းမြင်လာခြင်းပဲဖြစ်ပါတယ်ဒီပြဿနာကိုငါကြော်လွှားနိုင်ရမယ် ဒီအခက်အခဲကိုငါဖြစ်ရှင်းနိုင်ရမယ်ဆိုတဲ့ကြုံကြည်မှုမျိုးကို့မှာမရှိတော့တာပါငါဘာမှလုပ်လို့မဖြစ်တော့ဘူးငါအသုံးမချတော့ဘူးအဲ့ဒီမယုံကြည်မှုကပဲအစဉ်ပြေခြင်းတွေနဲ့ပို့ပြီးဝေးသွားစေကြပါဒီအခြေအနေမျိုးမှာစိတ်တကြခြင်းကိုစပြီးတော့ခံစားရတော့တာပါပဲလက်ရှိကအစဉ်မပြေဘူးအစဉ်မပြေတဲ့လက်ရှိအခြေအနေကြောင့်အနာဂတ်အတွက်ပါရင်မောပြီးတော့စိတ်တကြလာတယ် အဆင်မပြေဖြစ်နေတဲ့အချိန်အနာကလူတွေကအပြစ်တင်လာကြရင်ကိုကိုကိုယုံကြည်တဲ့စိတ်ဟာပိုပြီးတော့ကျော့ပါလာတတ်ပါတယ်လေးနဲ့တဲ့ရင့်ကျက်မှု လေးနဲ့တဲ့အသိဉာဏ်ကိုဘယ်ကအများဆုံးရနိုင်လဲဆိုရင် ကိုယ်စိတ်ကိုဒုက္ခပေးနေတဲ့အဲ့ဒီအဆိုးဆုံးအရှိနေတွေစီကပဲဖြစ်ပါတယ်စိတ်တကြခြင်းကိုနောက်တစ်မျိုးအတိတ်ပဲဖွင့်မယ်ဆိုရင်ကိုကိုကိုယုံကြည်မှုပျောက်ဆုံးလာခြင်းပဲဖြစ်ပါတယ် လူတယောက်စိတ်ကြကြနေပြီဆိုရင်တေချာတာတစ်ခုကသူ့ရဲ့စိတ်ဟာ ပြစ္ဆုတ်ပံမှာရှိမနေပဲအတိတ်နဲ့အနာဂတ်တစ်ခုခုမှာရောက်ရှိနေတတ်ပါတယ်အတိတ်ကအမှားတွေအတွက်နှောင့်နှားရပြီးစိတ်တကြနေတတ်တယ်လို့အနာဂတ်ကိုကြိုတွေးပြီးလဲမျှော်လင့်ချက်မဲ့ပြီးတော့စိတ်တကြနေတတ်ပါတယ်တကယ်တမ်းကျတော့အတိတ်ဆိုတာလဲပြီးခဲ့ပြီကုံသွားခဲ့ပြီ ကုံသွားခဲ့ပြီတဲ့အချိန်တွေကို ပြန်ဆုပ်လို့မရတော့ပါဘူး အတိတ်ကအမားတွေတဲ့နောင်တရနေရင်အဲ့ဒီအမားမျိုးနောက်ထပ်မမအောင်ပဲပြုတ်ပြင်းနေထိုင်လို့ရပါတယ်အနာဂတ်ဆိုတာကလည်းရောက်မလာသေးတာဖြစ်တဲ့အတွက်ဘယ်အချိန်မှဘာထပ်ဖြစ်အောင်မလဲဆိုတာအတိတ်အကျဘယ်သူမှပြောလို့မရပါဘူးအသေးချာဆုံးကတော့လက်ရှိပြစ်စုံပံမှာအကောင်းဆုံးနေထိုင်ပြီးအချိန်တွေကိုတန်ဖိုးရှိစွာအသုံးချပြီးကိုယ့်ဘဝကိုတန်ဖိုးရှိဖို့ကြိုးစားနေခြင်းကသာကိုကိုကိုတန်ဖိုးရှိတဲ့လူတစ်ယောက်ဖြစ်ဖို့ အောင်မြင်တဲ့ဘဝတစ်ခုကိုရဖို့အကောင်းဆုံးဘဝတစ်ခုကိုရဖို့အတွက်ပဲဖြစ်ပါတယ်။ဒါကြောင့်လက်ရှိအချိန်လက်ရှိပြစ်ဆုံးပံမှာပဲကိုယ့်ကိုယ်ကိုတန်ဖိုးရှိအောင်ကြိုးစားခြင်းကသာကိုယ့်ဘဝအတွက်အကောင်းဆုံးလှုပ်ဆောင်ချက်ပဲဖြစ်တယ်လို့အကြံပေးလိုက်ရှင်ပါတယ်။အားလုံးပဲကိုယ်စိတ်နှပြကျမ်းမာချမ်းသာကြပါစေ။